မိန်လမ်းမဘောင်ပေါ်ကိုစုံစမ်းထားတဲ့ဝယ်ယူသူများတွေအခုကျမတို့89ဘက်လေးအိမ်ချံပြေတီရှိရမိန်လမ်းမကြီးဘောင်ပေါ်ပေါ့နော်ပလဲရတနာလမ်းမဘောင်ပေါ်ပေတရာလမ်းမဘောင်ကိုရောင်းချဖို့လေးရှိတာဖြစ်တဲ့အတွက်ကိုတစ်ချက်လောက်လေးကြည့်ရှုပေးအောင်ရှင်ကျမတို့ဂရန်အမီဘောက်ကိုယ်တိုင်ကရောင်းချပေးတာဖြစ်တဲ့ပေ40ပေ60ပေါ့နော်ကျမတို့ရောင်းမိဈေးနှုန်းဆိုရင်3000တုံးတော့900ရောက်ညှိနှိုင်းလေးနဲ့ပါရှင်လမ်းညွန်လေးတစ်ချက်လောက်လေးကြည့်ရှုပေးပါအောင်ရှင်ပေါ့နော်ဒါဆိုပလဲရတနာလမ်းမကြီးဖြစ်တယ်ပေါ့နော်အရှိမဆိုဒါပြည်တော်စုမိန်လမ်းမကြီး ီးဖြစ်တယ်။အဲပြည်ထောင်စုလမ်းမနေရှေ့ကိုဆက်ပြီးသွားမယ်ဆိုလို့ရှိရင်လည်းကျမတို့ဒါကလော်ကားလမ်းအောင်ထွက်သွားလို့ရတယ်ဟိုဘက်ကပြန်ပြီးထွက်မယ်ဆိုလို့ရှိရင်လည်းကျမတို့ဒါတောင်မြောက်လမ်းစုံဘက်ကိုထွက်သွားတာ။အခုမြင်တွေ့နေရတဲ့ main လမ်းမဘောင်ပေါ်နော်ကျမတို့ဒါပလဲရတနာလမ်းမပေါ်ဖြစ်တယ်ပီတရလမ်းမကြီးဖြစ်တယ်။ကျမရောင်းချပြီးမယ့်နေရာသည်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်ပေါ်နော်၁၈ရက်ကွက်ပလဲရတနာလမ်းမပေါ်ပါပေါ့နော်။အရှိနာလေးမှာတည်ရှိတယ်ပေါ့နော်။ကျမတို့အခုရုံကန်းတည်ရှိရနေရာတော့ဒါ25ရက်ကွက်ဖြစ်တယ်ပေါ့နော်။အရှိလေးမှာဆိုလို့ရှိရင်တော့ဒါ စီ18ရက်ကွက်ပေါ့နော်ပလဲရတနာလမ်းမပေါ့ဒီ1350နဲ့အခုလိုမျိုးလမ်းမပေါ့ကိုရတဲ့အကြောင်းအရာကျတော့လမ်းတိုက်လေးဖြစ်တယ်ပေါ့နော် မြေပြင်တည်နေရာလေးကိုတစ်ချက်လောက်လေးကြည့်ရှုပေးပါအောင်ရှင်ဒါဒီရဲ့ပတ်ဝန်းကျင်အနီးနားလေးပေါ့နော်အခုကတော့ဒါကတော့အခုရောင်းချပေးမယ်မြေပြင်ရဲ့တည်နေရာနားလေးမှာကျွန်မရောက်ရှိနေတာပေါ့နော်အခုလိုမျိုးလမ်းကသုံးပွင့်ဆိုင်နေရာလေးဖြစ်တယ်ဒါတက်တဲ့ယူထွက်မယ်ဆိုရင်ကျွန်မဆွမ်းနာရိုက်ကူးရေးလို့ရိုက်ခွဲတယ်ပေါ့နော်ရုံငန်းတည်ရှိရအနေအပြည်တော်စုမင်းလမ်းမှာနားလေးကိုရောက်သွားလိမ့်မယ်ဒါဒီ ီအရှိဘက်ကိုတက်တက်ယူဆက်ထွက်မယ်ဆိုရင်တော့ဒါမိန်လန်းမှဖြစ်သွားလိမ့်မယ်လော်ကာလန်ထီကိုဒါလိုက်ကိုဒူးယူပေါက်သွားမယ်ပေါ့နော်အဲဒီဘက်ချမ်းကနေကျမတို့ပြန်ပြီးသွားမယ်ဆိုလို့ရှိရင်တော့ဒါမောင်းပကံမိန်လန်းမကြီးထီကိုဒါလိုက်ကိုဒူးယူပေါက်ပေါ့နော်ထွက်သွားလို့ရတဲ့လမ်းမကြီးဖြစ်ပါတယ်ရှင်အခုလိုမျိုးမိန်လန်းမပီတရာဘုံမှလူချင်းကြတာဘောင်ဘုံမှရှာနေကြတယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီ89ပဲလေးအင်ချမ်းပြင်းမှာဆက်သွဲပြီးတော့စုံစမ်းမေးမြန်းပြီးတော့လာရောက်ဝယ်ယူနိုင်ပါတယ်ရှင်မြေခွက်ဆိုလို့ရှိရင်တော့ပေါ့နော်အလှည့်နဲ့တွက်မယ်ဆိုရင်တော့ကျမတို့အရှိတောင်ပဲအလှည့်လေးကြမ ယ်အိမ်နံပါတ်ပေါင်းခြင်းသည်ခုနှစ်ကနန်းလေးကြမယ်ဂရန်အမိဘကိုယ်တိုင်ကိုကရောင်းချပေးတာရောင်းခွင့်ဆောင်ပေးပေးမယ်အယောင်းမြေပုံညာဆိုရင်ကူပေးပေးမယ်ဈေးနှုန်းဆိုလို့ရှိရင်တော့13,500တန်းရတယ်ဒါလေကျမတို့ဒီတောင်တကုံမြို့နယ်မှာပြောရမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးတပေါင်းကျော်အခုလိုမျိုးပေါ့နော်ဒီလိုမျိုးပတ်ချလဲဒီလိုလူတွေရက်ွက်နေရမှာဆိုလို့ရှိရင်အတွင်းလန်းကျဲဈေးပေါ့နော်လူတွေရက်ွက်ကဲအလဲလန်းကျဲဈေးပဲရှိရအခုဟာဒီလိုမျိုးဈေးနှုန်းဆိုတဲ့ဟာလဲလမ်းဦးတိုက်လို့ရတာပေါ့နော်ရအောင်ရခဲ့ဒီဈေးနှုန်း ဆိုတဲ့ဟာလည်းကျမတို့ဒီရဲ့ပေတရာလမ်းမပေါင်းပေါ့ဒီလိုမျိုးပလဲယတနာလမ်းမပေါ်ဒီမှာမရပါဘူးရှင်မောเนาะဒါတောင်း3500ဆိုတာလည်းလမ်းဦးတိုက်လေးဖြစ်တာဖြစ်တဲ့အတွက်ကိုဒီဈေးနှုန်းနဲ့ရတာဖြစ်တဲ့အတွက်ကိုလုပ်ငန်းရှင်သမားတွေเนาะကျမပြောချင်တာနေမဲ့သမားတွေပေါ့เนาะနေဖို့ပဲဖြစ်ဖြစ်ရရှိရာတပ်ပံအတွက်ပဲဖြစ်ဖြစ်လုပ်ငန်းလုပ်ဖို့ပဲဖြစ်ဖြစ်ပေါ့เนาะဈေးဆိုင်ပေါ့เนาะစေးဆိုင်ပေါ့เนาะအမျိုးမျိုးမျိုးပေါ့เนาะဘယ်လိုလုပ်ငန်းပဲလုပ်ချင်လုပ်ချင်စားတောက်ဆိုင်ပဲဖြစ်ဖြစ်လုပ်လို့ရတဲ့နေရာမျိုးရတာပါဖြစ်ပေါ့เนาะပေတရာလမ်းမပေါင်းပေါ်လည်းရတယ် ရန်အမီပေါက်ကိုတိုင်ကိုကလည်းရောင်းချပေးတာကိုလည်းရတယ်ပေါ့နော်ပေ40ပေ60ဆိုတဲ့ဟာကိုလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့89ပလိအင်ချန်ပြင်းနဲ့ဆက်သွယ်ပြီးတော့ဝယ်ယူပါရှစ်ဆက်သွယ်မယ်ဆိုရင်တော့39942 8989 3998966 4ကိုခွန်89ကိုလေးခွန်ပါရှစ်မနက်9နိုင်ရနေညနေ9နိုင်ဒီစုံစမ်းပြီးမြန်ပြီးဆက်သွယ်နိုင်ပါတယ်ရှစ်ရုံကန်တီနေရဆိုရင်တော့တောင်တကုံမြို့နယ်25ရက်ကွယ်ပလဲရတနာလမ်းမပေါ်ပါရှစ်ပေါ့နော်ပြည်တော်စုပန်းချံရောက်ကောပန်းချံကားမှတ်တိုင်နဲ့ နီးပါတယ်ရှင်မနက်9:00နာရီကနေညနေ9:00နာရီထိနေ့စဉ်နေ့တိုင်းရုံးပိတ်ရက်မရှိဖွင့်ထားပေးပါတယ်ရှင်ဝယ်ယူသူများအားလုံးရောင်းချသူများအားလုံးလုပ်ငန်းသူများအားလုံးနေ့စဉ်နေ့တိုင်းအောင်မြင်တိုးတက်ပါစေလို့ကျမတို့89ပဲလေးမိသားစုကနေဆုတောင်းပေးရနော်ဒီလမ်းမပေါ်လေးဘောင်ပေါ်လေးနော်ကျမတို့အယောင်ကွက်ကလေးရှိတုံးလေးကိုဝယ်အရှိဒီနေရာဆိုလို့ရှိရင်တော့မောင်မကန်နဲ့နီးတဲ့နေရာမှာဆိုတော့ကျမတို့ဒါ2000တစ်ဖက်ချလဲနဲ့ရောင်းကွက်ကလေးတစ်ခွက်ရှိသေးတယ်အခုကျမရောင်းပေးရတော့ဒါမြေကြီးဈေးနဲ့ပေါ့နော်ဒါ13500နဲ့အခုကျမမတက်ရက်နေတဲ့နားလေးအခုပြ နေတဲ့နေရာလေးမှာလမ်းဦးတိုင်းမြေကွက်ကလေးကိုရောင်းပေးပေးတာပေါ့နော်